ာတီတိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ဖူပေါင်းဆောင်ဖို့ပဲလိုပါတယ်အဲ့ဒါလို့မဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘိုးချအောင်မြင်ရမယ်ဗျာကျွန်တော်ကြာပြောရပါတယ်ကျွန်တော်သဘောထားပေါ်ဗျာဒါကျွန်တော်မပြောပြရသေးဘူးမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနောက်အဆအဆရာတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘက်ကတရားမဝင်တဲ့ကောင်ကတရားဝင်မှာတရားဝင်မှာအော်ပြီးတော့မြေကောက်ဝင်ရအောင်လုပ်မှာမှာတရားဝင်တဲ့ကျွန်တော်တို့ဘက်ကဘယ်လိုဟန်သားနိုင် အထူးသဖြင့်အင်အားစုတွေတိုင်းကအေးရဲ့ EOS တွေပြီးလို့ရှိရင် AMG ဒါအရေးကြီးဆုံးချက်ပဲနော်အဲ့ဒီတိုင်းသားလက်မှတ်ကိုင်ခေါင်းဆောင်အနေနဲ့ AMG နဲ့ကတဝါချင်းသူတို့စိတ်ထားအောင်ကန်ထားကြဖို့လိုအပ်တယ်။ပါဇက်ကလည်းရွေးတော့ကိုကန့်ပတ်ပါတယ်ဖြတ်ပါတယ်လက်မှတ်ခံပါဘူးတဦးတယောက်ချင်းတိုက်တယ်လို့ပေါ်နေတာဘောင်ဝင်ဘူးကျွန်တော်တို့ဘောင်ဝင်အောင်လုပ်နိုင်ဖို့အရေးကြီးတယ် ဒီ youth ကွဲကိုလုတ်ခွင့်ပေးလိုက်မယ်ဆိုရင်အဲ့ဒီ youth ကွဲကိုအယောင်ပြသူအာနာကရောက်တဲ့မြို့တွေမှာတော့ကျင်းပပြီးတော့အယောင်ပြလုပ်လိုက်မယ်ပြီးလို့ရှိရင်သူအုပ်ချုပ်မှုအောက်မှာနိုင်ငံတရှိနေပါပြီဆိုပြီးတော့ကဘာကိုညားမယ်အဲ့ဒီကနေဆက်ပြီးတော့အာနာကိုထုတ်ပြန်သွားမယ်ဒါကိုကျွန်တော်တို့ကလူဦးတယောက်ချင်းအာ youth ကွဲလိုက်ဘလို့ဖြစ်မှာရအောင်တိုက်မှာဘလို့ဖြစ်မှာပါစက်နဲ့ခိုင်ဖြစ်နေကြလို့ကျွန်တော်တို့ဘာဖြစ်မှာနော်အဲ့တော့အရင်ဦးဆုံးတီတူတယောက်နေတောင်းဆိုချင်တာကတိုင်းနာခေါင်းဆောင်လက်ရှိနော်တော်လိုင်းကြီးမှာအင်လိုက်အားလိုက်ပါဝင်နေတဲ့ KNU AA TNNA MNDAA KIA အဲ့ထက်မှာ MNDAA ကတော့ နော်တော်တော်လောက်လို့မရတဲ့အနေအထားဖြစ်နေပြီ TNNA ကနည်းနည်းတော့ပါသေးတယ်ဒါပေမဲ့တော့တယောက်ကပက်စာကြောင့်တော့လက်ရှိကချင်ချင်းဖြစ်နေတဲ့အရာတွေဆိုတာပွင့်လေးဒီမှာကျွန်တော်မတင်ပါဘူးဖြစ်စရာအကြောင်းမရှိဘူးနော်ဘယ်နေရာမှာမတူပဲရုံးဆိုင်ရုံးဆိုင်နှိမ့်နှိုင်းစကားပြတော့ရတဲ့အရာမှာတစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ် TNNA နဲ့ KNA ဖြစ်နေတဲ့ကိစ္စတွေဒါတွေကဆင်းရဲပြောရရင်အဖက်က PR တွေကြောက်လို့ပဲညင်းနေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မင်းအောင်လိုက်နဲ့အပေါင်းပါရီနောက်ဆုံးနေ့ရက်ရောက်ပြီလို့ကိုစီသုံးသက်ပြသွားတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာလာမယ့်ဒီဇင်ဘာလဒါမှမဟုတ်လဲနောက်နှစ်ဇန်နဝါရီလအတွင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားကြောင်းစစ်ကောင်စီအကြီးအကဲကပြောပါတယ်ရုရှားနဲ့ဘီလာရုစ်တို့ကကိုယ်စားလှယ်တွေစောင့်ကြည့်မဲ့ဒီရွေးကောက်ပွဲမှာအားလုံးပူးပေါင်းဆောင်ရွက်ဖို့လဲသူကတိုက်တွန်းပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲတွေကိုအခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးလုပ်ဖို့စီစဉ်ထားတယ်လို့စစ်ကောင်စီအကြီးအကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က ဗလာရုနိုင်ငံမှာရောက်နေစဉ်ပြောကြားခဲ့တာဖြစ်တယ်လို့ရုရှားနိုင်ငံခရီးစဉ်ကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေယာဉ်ပေါ်မှာခရီးစဉ်အတွင်းလိုက်ပါလာတဲ့မီဒီယာတွေနဲ့မလ9ရက်နေ့ကတွေ့ဆုံချိန်ပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းစစ်ကောင်ဆောင်ကပြောလိုက်တာပါပါတီကဒီမိုကရေစီစနစ်ကိုလိုလားရင်လည်းရွေးကောက်ပွဲကိုကန္နန်ကောဆာမလုပ်ဖို့စစ်ကောင်းဆောင်မင်းအောင်နိုင်ကအပြန်ပါရုရှားကနေအပြန်ပါလေရင်ပေါ်မှာတူပိုင်နဲ့ MRTV နဲ့မြောက်မကြီးရဲ့အင်တာဗျူးမှာပြောထားတာရှိတယ် အဓိကကတော့ဒီယောဂပွဲကိုဒီပြည်တော်မှာသူဒင်းစားရှင်းနေပွဲလုပ်တဲ့အချိန်မှာယောဂပွဲကိုဒီ၅နှစ်ပြည့်တဲ့အချိန်2025ခုနှစ်ဒီဇင်ဘာလမှာလုပ်ရင်လုပ်မလုပ်ရင်2026ခုနှစ်ဇန်နဝါရီလဆောင်းပိုင်းမှာလုပ်မယ်လို့မင်းအောင်နေကဒါတေဝင်ယောဂပွဲလုပ်မယ့်ရုပ်ကိုသူ့ဘက်ကထုတ်ပြန်ပြောရတာအဲ့ဒီယောဂပွဲအတက်နဲ့ရုရှားနဲ့ပြည်တော်ယောဂကူညီမယ်လို့သူကပြောရတယ်အဲ့တော့ပြည်သူတွေအနေနဲ့ယောဂပွဲကိုပါဝင်ရဖို့ပူးပေါင်းကြဖို့နော်နောက်ပြီးလို့ရှိရင်အဲ့ဒီလေယာဉ်ပေါ်မှာပြောတဲ့အချိန်မှာအဲရုရှားကတေဝင်ဖိတ်လို့ တရားဝင်ဖိတ်လို့တရားဝင်သွားတာတရားဝင်ဖိတ်လို့တရားဝင်တွေ့တာတရားဝင်တွေတအားထက်နေတာကြည်ချင်းအဖြစ်မင်းအောင်နိုင်မှာအင်မတန်ကိုတရားဝင်ချင်းကဖြစ်နေပါလားနော်တအားတရားဝင်ချင်းတာဘာဖြစ်လို့လူရံမဝင်တဲ့ဘဝရောက်ပြီးတော့လူရံဝင်ချင်းတာအဲ့တော့လူရံဝင်အောင်လုပ်ပြီးလူကောက်ပွဲကိုအယောင်ပြမယ်အဲ့ဒီလူကောက်ပွဲကနေနိုင်ငံအောင်ဆက်ပြီးအာဏာကိုထုတ်ခိုင်းတာဒါအတူမှတ်ထားတဲ့အိမ်ပဲအဲ့ဒီအတွက်တအားတရားဝင်ချင်းအဲ့တော့မင်းအောင်နိုင်အာဏာသိမ်းတာကိုအားလုံးသိတဲ့အချိန်ထောက်ခံတဲ့အချိန်မှာရုရှားရှိမယ်တရုတ်ရှိမယ်ရုရှားရဲ့အောက်ထက်ကနေပီလာရုရှိမယ်ဒါပါပဲအာဆီယံကြီးကတော့ဟိုဘက်မကြဒီဘက်မကြပြောင်းလဲမထောက်ခံရဘူးဥပမာထိုင်းလိုဟာမျိုးဆိုရင်မင်းအောင်နိုင်ထောက်ခံတဲ့တော်ရဲ့ ပြည်သူဘက်ကရက်ပြီးပေးတာတော့ဒီပုံစံဖြစ်နေတယ်အဲ့တော့ဒါမျိုးတွေရှိတယ်အာဆီယံနိုင်ငံတွေကလည်းဒီလိုပုံစံမျိုးလုံဆွဲနေတယ်ဒါပေမဲ့မင်းအောင်နိုင်ကိုဖက်ဖက်တတမျက်နှာပြောင်တိုက်ထောက်ခံတာတော့ရုရှားပေါ့အဲ့ရုပ်ကိုဒီကနေ့ကလည်းကမင်းအောင်နိုင်ဘက်ကနေအမှားကန်ထောက်ခံတယ်ကုလသမဂ္ဂတမကမှလည်းဘာပဲမဲခွဲဆုံးမြတ်ဆုံးဖြတ်ပြီးတော့အနာတုံးပြီးတော့ဒီစစ်အာဏာရှင်တွေရဲ့ရုပ်မှန်မှုကိုကာကွယ်နေတာဒီတရုတ်နဲ့ရုရှားပဲဖြစ်တယ်အဲ့တော့ပြောချင်တာကဒီနေ့ရွေးကောက်ပွဲကိစ္စကိုပြောချင်တာရွေးကောက်ပွဲကိုမင်းအောင်နိုင်ကမရရအောင်လုပ်နေဒါဆိုရင်ကျွန်တော်တို့ဘက်ကတရားမဝင်တဲ့ကောင်ကတရားဝင်မှာတရားဝင်မှာអော်ပြီးတော့ရွေးကောက်ပွဲရအောင်လုပ်မှာပါတရားဝင်တဲ့ကျွန်တော်တို့ဘက်ကဘယ်လိုဟန့်သားနိုင်လဲ အထူးသဖြင့်အင်အားစုတွေတိုင်းရဲ့ EAOS တွေပြီးလို့ရှိရင် AMG ဒါအရေးကြီးဆုံးဖြစ်တယ်เนาะအဲ့ဒီတိုင်းကလက်နက်ကန်ခေါင်းဆောင်တွေနဲ့ AMG တွေကလက်ဝါးချင်းတို့စိတ်ထားအောင်ကန်ခါကြဖို့လိုအပ်တယ်ပါဇက်ကလည်းရွေးတော့ဘုတ်ကန့်ွက်ပါလေဖြတ်ပါလေလက်မခံပါဘူးတဦးတယောက်ချင်းကြိုက်တယ်လို့ဩနေတာဘောင်ဝင်ကျွန်တော်တို့ဘောင်ဝင်အောင်လုပ်နိုင်ဖို့အရေးကြီးတယ် ီရွေးကောက်ပွဲကိုလုံးဝပေးလိုက်မယ်ဆိုရင်အဲ့ဒီရွေးကောက်ပွဲကိုအယောင်ပြဒူအာနာကဲရောက်တဲ့မြို့တွေမှာတော့ကြီးမှပြီးတော့အယောင်ပြလုပ်လိုက်မယ်ပြီးလို့ရှိရင်တူအထုမှုအောင်မှာနိုင်ငံတရှိနေပါပြီဆိုပြီးတော့ကမ္ဘာကိုညံမယ်အဲ့ဒီကနေဆက်ပြီးတော့အာနာကိုထုတ်ပြန်သွားမယ်ဒါကိုကျွန်တော်တို့ကတဦးတယောက်ချင်းအာရွေးကောက်ပွဲလိုက်ဘယ်လိုဖြစ်မှာရအောင်ပိုက်မှာဘယ်လိုဖြစ်မှာပါဇက်နဲ့ထိုင်ဖြတ်နေကြလို့ကျွန်တော်တို့ဘာမှမဖြစ်မှာနော်အဲ့တော့အရင်ဦးဆုံးပြည်သူတယောက်အနေနဲ့တောင်းဆိုချင်တာကတိုင်းနာခေါင်းဆောင်လက်ရှိနော်တော်လိုင်းရင်းမှာအိမ်လိုက်အားလိုက်ပါဝင်နေတဲ့ KNU AA TNNA MNDA KNA အဲ့ဒီမှာ MNDA ကတော့ နော်တော်တော်လှုပ်လို့မရတဲ့အနေသားဖြစ်နေပြီ TNA ကလည်းနည်းနည်းတော့ပါသေးတယ်ဒါပေမဲ့လို့ပြုတ်ခဲ့ pressure ကြောင့်နော်လက်ရှိကချင်နဲ့ဖြစ်နေတဲ့အရာတွေဆိုတာပွင့်လင်းတော့ကျွန်တော်တို့မတင်ကောင်းဖြစ်စရာအကြောင်းမရှိနော်ဘယ်နေရာမှာဘယ်သူပဲရုံးဆိုင်ရုံးဆိုင်ဖိနှိုင်းစကားပြောက်လို့ရတဲ့အရာမှာတစ်ချိန်ချင်းမဟုတ်နှစ်ချိန်ချင်းမဟုတ် TNA တွေနဲ့ KNA ဖြစ်နေတဲ့ကိစ္စတွေဒါတွေကစဉ်းစားကြည့်ရအောင်တစ်ဖက်က PR တွေကြောင့်လို့ပဲညင်းတယ်ဒီလိုတွေအနေနဲ့ရတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် TNA တွေမှာလည်းဒီလိုဘက်ကပါတဲ့ခေါင်းဆောင်တွေရှိတဲ့အတွက်ဒီအချိန်မှာဒီရွေးကောက်ပွဲကိုဘယ်လိုတိုက်ဖြတ်မှာဆိုအဲ့ဒီတိုင်းနာခေါင်းဆောင်တွေဆွေးနွေးပါပြီးလို့ရှိရင် UNG နဲ့ပြန်ဆွေးနွေးပေးကြပါဘလို့လုပ်လဲဆိုတာကိုပြည်သူ့ကိုပြုမလင်းချပြပါ ပြည်သူဒီခင်ဗျားတို့အနောက်မှာအပြည့်အဝရက်တည်နေတယ်ဆိုတာကိုမမေ့ပါဘူး။ဒါပေမဲ့အဲ့ဒီလွတ်ောက်ဝဲကိုမင်းအောင်လည်းလုံးဝပေးလိုက်လို့ကိုဘက်ကိုကျော်လွန်သွားမယ်ဆိုရင်ပြည်သူတွေလည်းရက်တည်မင်းနိုင်မှာပေါ့တော့။အားလုံးသွားပြီ။အဲ့တော့အဲ့ချိန်ကျရင်ဘာလို့မလဲလက်နက်ကကြီးတော့စီးပွားရှာတဲ့အဆင်မျိုးဖြစ်ကုန်လိမ့်မယ်။တော့ငင်းချိုင်းလို့လို့ဟိုလိုလိုကြောင်းပြမယ်။အတက်တွေဘွားတွေစက်ပြီးစကလေးရတယ်။နော်လဲတဲ့လူကလဲတယ်လို့လှုပ်ရှားသွားတယ်။အဲ့ဒီခေတ်ကိုရောက်သွားတယ်။အဲ့ဒီခေတ်ရောက်သွားလို့ရှိရင်တော်နိုင်ရင်ဆိုတာဘာမှမရှိတော့ဘူး။ကျေးဇူးပါဒါကြောင့်မလို့မင်းအောင်နိုင်ကတူတရားမဝင်တဲ့သူ့ကိုသူတရားဝင်ပြအောင်အကြိမ်ကြိမ်ပါဇက်ကနေတရားဝင်တရားဝင်អော်ပြီးយុបပြီးတော့เนาะဂုံတော်ကွန်ရှာကိုយុបပြီးတော့ သူဒီဘက်ကပေါ့ရောက်တော့ကျွန်တော်တို့ဘက်ကဘလို့တုတ်ပြန်တယ်ပွင့်လင်းပြန်တာဆိုပြောပါပြည်သူတွေအားလုံးက ready ရှိပါတော့တအုပ်တယောက်ချင်းစီကနေအဲဒီကဘောလုံးလက်မခံဘူးကရအောင်ဖြစ်မယ်လို့ပါဇက်နဲ့ထိုင်ပြောလို့တော့မရဘူးတိတ်နေတယ်အဲ့တော့ပါဇက်နဲ့ထိုင်ပြောလို့မရတဲ့အရာကိုကျွန်တော်ဘလို့တုတ်မှလဲဘလို့တုတ်ပြန်မှလဲနော်နောက်တစ်ခုရှိတာကဒီရွေးကောက်ပွဲမှာပါတီစုံဒီမိုတီစနစ်ဆိုပြီးတော့မင်းအောင်နိုင်ရတော့ခွေးတစ်သက်ကနေခွေးစကားပြောတော့ချင်းချင်းလေးပဲဟာယူပါတီစုံဒီမိုတီစနစ်ကိုပြောပြီးတော့နော်နောက်ဆက်ရွေးကောက်ပွဲမှာပြည်သူတင်မြောက်ထားတဲ့အစိုးရကရဲရဲဆက်ဆက်ဖမ်းဆီးနေထောင်ချတဲ့တပ်ပစ်တယ်အခုထိကဲဒါဖမ်းဆီးထားတဲ့ထောင်ချထားတဲ့အဲ့တော့ပြောချင်တာက ဒီရွေးနောက်ပွဲမှာဘယ်ပါတီတွေပါမလဲကြီးညာပေးသေးတယ်နော်၂၁ပါတီကရှိကြတာဒါကျန့်ဖို့နဲ့၂၁ပါတီကရွေးကောက်ပွဲမနော်စောက်တော့မကြလို့နေရမရတာကိုစစ်တပ်ကအာဏာသိမ်းဖို့မြှောက်ပေးခဲ့တဲ့ကျန့်ဖို့အပါအဝင်၂၁ပါတီဒီ၂၁ပါတီရဲ့စည်ရင်းတွေအင်းတွေကိုပြည့်စုံလို့ရတယ်ပြီးလို့ရှိရင်တက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့တော်လိုင်းအင်အားစုတွေကိုထုတ်ပြန်ပြီးလို့လုပ်ရတယ်နောက်တစ်ချက်ကအဲ့ဒီစစ်ကောင်းဆောင်လုပ်မဲ့တီတူလက်မခံတဲ့ရွေးကောက်ပွဲကိုဘယ်ပါတီတွေကပါဝင်လဲတီတူလက်မခံတဲ့ပေးစားနေတော့ညင်းလို့မရဘူးညင်းလို့မရဘူး ဲ့ဒီပြည်သူလက်မခံတဲ့အရာကြီးကိုပြည်သူကိုစန့်ကျင်ဘက်လှုပ်ပြီးတော့ခိုင်ကုံတခုံရရေးအတွက်ပြည်သူကိုတစ္ဆာဖောက်မဲ့ဘဲကောင်ဘဲပါတီဖောက်ရင်းအဲ့ဒါလို့လုပ်မဲ့ပါတီတွေကိုတီးနှက်ယူကဝက်ဒီမေယောင်းနိုင်ရဲ့ယူကဝက်စောင့်ကြည့်ရေးကောမဒီတီးနှက်ဖွဲ့ပြီးတော့စင်းပြုစုပြီးတော့တက်လိုက်ရနေမြန်မာရှိတဲ့တော်လိုင်းအင်အားစုတွေအကုန်ဖျက်ချက်ပြီးတော့တို့ရဲ့နေရာလိုက်စားတွေတို့ရဲ့ဒေတာအထိကြတဲ့အုပ်ပြုတ်တွေဘာဖြစ်လို့လဲအမြင်မတူလို့ရန်တော်မဖြစ်ဘူးဒါပေမဲ့ရန်တော်ကမပေါင်းနဲ့ရန်တော်ကပေါင်းရင်မင်းဟာရန်တော်ပဲဒီကိုရင်မောင်နှမအရေးဖြစ်နေပြီမင်းကမင်းတော်နိုင်ရေးမှာမလောက်နိုင်ဘူးဗေးထိုင်နေတယ် ဒီနေ့ဖြစ်နေတဲ့ပွဲဒီစစ်တပ်နဲ့ NLD နဲ့ဖြစ်တာမဟုတ်စစ်တပ်နဲ့လက်နက်ကိုင်နဲ့ဖြစ်နေတာမဟုတ်ဘူးအာနာတိန်းသားနဲ့စစ်ကောင်စီနဲ့ပြည်သူနဲ့ဖြစ်နေတာအဲ့ဒီပွဲမှာအာနာတိန်းသားနဲ့စစ်ကောင်စီနဲ့ပေါင်းတဲ့ကောင်မှန်တယ်များပြည်သူရဲ့ရန်လိုပဲအဲ့ဒီပြည်သူရဲ့ရန်လိုကိုပြည်သူဘက်ကပြက်ပြက်တတ်ချင်မောင်းတယ်ရန်နာပြက်ကမယ်ဟိုလိုလိုဒီလိုလိုဒီလိုလိုကိုလိုလုပ်နေတာလို့မရဘူးလုံးနေရန်လိုကတော့ရန်နာပြက်တယ်ရန်လိုကဒီနေ့ချိန်ထိရန်နာပြက်တယ်ဒီနေ့ချိန်ထိ COC မပြက်သေးဘူးဒီနေ့ချိန်ထိသူတို့ AC ကြီးဖြစ်ရအောင်ခင်းနှံနိုင်နေတယ် ဒီသူတွေအင်မတန်ဝိညာဉ်ကြီးလို့တော်နိုင်ရဒီအခြေအနေထိရောက်လာတာရန်သူဘက်မှာလေတက်ပြက်တယ်တက်ပြက်တယ်ပြောနေဆိုတဲ့စကားရန်သူဘက်မှာဒီနေ့ချိန်ကြီးအမိတ်ကိုနာခံနေကြလေဒီနေရာကိုသွားရင်ပြင်မယ်ဆိုတာသိရတာနဲ့အမိတ်ပေးတိုက်ခိုင်းအသေးခံပြီးတိုက်နေကြလေဒါပြည်သူတော်တို့တက်မှာအားမပေးဘူးနော်အဲ့တော့ကျွန်တော်တို့တော်တော်နိုင်အင်အားစုတွေဘက်ကလည်းဒီအချိန်ခါမှရန်သာမပြတ်နဲ့နောက်ကျွန်တော်တို့ဘယ်တော့မှမလုပ်နေတော့လက်စင်းခံပြီးလိုက်ကြတော့မင်းအောင်နိုင်ကိုရွေးကောက်ကိုလှုပ်ခွင့်ပေးလိုက်မယ်မင်းအောင်နိုင်လက်ကမြောက်ခံမယ်ဆိုလို့ရှိရင်တော့တိုင်းနာလက်နဲ့ခေါင်းဆောင်လေးအစားဒါဟာလုံးဝရှုံးပေးလိုက်တော့ခင်ဗျားတို့နောက်ကနှစ်ပေါင်းပဏာနဲ့ဆက်ပြီးတော့လက်နဲ့ကန်ပြီးလှုပ်စားကြမယ်ဆိုတာတွေးထားကြပြီးတော့ ကျေးဇူးတင်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာလုံးဝလုံ့ဝင်ပေးတဲ့အကြောင်းရှိသလိုတောက်ပြန်မဲ့နီးလန်းကိုလည်းစနစ်တကျချမှတ်ကမှအခြေရောက်နေပါပြီရန်ကပြတ်လို့လေခဏကပြောသလိုရန်သူနဲ့တွားပေါင်းတဲ့ကောင်ရန်သူပဲမင်းအမင်းလွတ်လွတ်လပ်လပ်နေအမြင်မတူလို့ရန်သူတက်မှတာမဟုတ်ဘူးလက်ရှိချိန်မှာပြည်သူ့ရဲ့ရန်သူဒီစစ်ကောင်စီအဲ့ဒီစစ်ကောင်စီဖြစ်တဲ့ရန်သူနဲ့တွားပေါင်းတဲ့ပါတီအဖွဲ့အစည်းလူပုဂ္ဂိုလ်တွေပြည်သူ့ရဲ့ရန်သူပြည်သူ့ရန်သူဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပြက်ပြက်တာတာအရေးကြီးပါဘူးဒီကောင်တွေကဒီနေရာတွေဒေတာတွေအလောက်တိုင်းတွေသူတို့ရဲ့နော်အခြေဆိုင်တဲ့နေရာတွေအားလုံးကိုတင်းချင်တာစရင်ပြုစုပေးမယ် ကောမဒီတရက်ကို MG အပါအဝင်ဒီတိုင်းတိုင်းနဲ့နဲ့ကိုင်နေတဲ့အလုံးဖူပေါင်းပြီးဖွဲ့စည်းပေးတယ်။အဲ့ဒီကောမဒီကပြုစုပေးတဲ့စစ်တမ်းတွေကိုတက်ဆိုင်ရဒေတာကောင်ရဲ့တပ်ဖွဲ့တွေတော်နေအင်အားစုတွေအကုန်ဖြတ်ချက်တင်တယ်။ဒါကြောင့်မလို့မင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲမှာတက်တိရှိတဲ့ကောင်တွေဝင်လာခဲ့။အဲ့ဒီပုံစံမျိုးစနစ်တကျလုပ်ရင်လုပ်မလုပ်ဘဲနဲ့ဗစက်ကနေရွေးကောက်ပွဲလာငါတို့ကလက်မခံဘူးချွတ်ရရှိသေးတယ်။ချင်းမမော်နဲ့တွေ့တူမင်းပြဲဘူးလေ။မင်းအောင်နိုင်ချင်းမမကတမတမကျတဲ့ရွေးကောက်ပွဲကိုချင်းမမမဟုတ်ဘူးလေ။မင်းအမေမဲဖြတ်နေတဲ့ပတ်သက်ချင်းတွေအခုအိမ်တော်စုဇာတ်လိုက်ကောက်ထားတာကလား။အေးမောင်ကြီးမောင်ကြီးနော်။ဦးပြူနဲ့ဒေါ်နီတာ ဘလူတမိဘလူသူတို့မှအကုန်ရှိတယ်မင်းအိမ်မှာထိုင်နေတဲ့မင်းရဲ့သူတို့ကိုအားပေးပါနဲ့ဆိုတဲ့ဖောက်ခံမေးပါသွားမှာအဲအဲ့ဒီပုံစံတိုင်းသွားမှာအဲ့တော့သူကသူချင်းမရချင်းမမချင်းမနေငါတို့ကမဲမပေးဘူးလို့လေုံနဲ့အဲ့ဒီဟာဘာမှမဖြစ်တော့မင်းတို့မင်းတို့ဘဲပေးခင်ပေးမပေးခင်ဒီစောက်ပြင်းဆိုင်မင်းရောမရစင်ချင်းဒီအစားနဲ့လက်ောက်ပွဲဆိုတဲ့နာမည်နဲ့လောက်ပြတယ်ဒီဟာသူတို့သူတို့အပေါ်ကနာလုပ်ပြီးသားမင်းတို့မင်းတို့အားမပေးတဲ့သူနိုင်နေအားပေးတဲ့သူနိုင်နေမဲမထိုင်တဲ့သူနိုင်နေမဲထိုင်တဲ့သူနိုင်နေအဲ့ဒီလိုမျိုးလုပ်ဖို့ဟာတော့အဲ့လိုဟာမျိုးကိုရအောင်ချက်နိုင်ဖြစ်တော့အခုဆိုရင် အဲဘောမလော်ပြီးလေယောဂဘွယ်ကိုစဉ်းစားကြဖို့လို့ဘာလို့ညာလို့လောက်လာကြတယ်အဲပြတ်မင်းမယ်ပြီးလို့ရှိရင်ဘောကဟောက်ကနေပြောပြီးတော့ဇလန်နဲ့စင်းမယ်ဒီယောဂဘွယ်ကိုပြီးသူတွေဝေဝါအောင်လုပ်မယ်ဒီလူလက်ခံချင်းအောင်ဟုတ်လို့လို့ဟဲ့ပြအောင်လုပ်မယ်မပူနဲ့တောင်းနေပါအကုန်ရှိပြီးတော့အကုန်ပလန်တွေအဲ့ဒါတွေဘယ်မှမလာသွားနေတာဘာမှမရှိဘူးအကုန်လုံးပလန်နဲ့သွားနေကြတယ်ခဏမယ်ဝါထားမှတ်ကြတယ်နော်နောက်ပြီးလို့ရှိရင်ဘလို့လူမျိုးတွေထုတ်တော့လာအောင်ကြတယ်ဒီသူတွေနည်းနည်းလက်ခံယုံကြည်လောက်တဲ့အစ်စ်လူမျိုးတွေအစ်စ်ကိုင်မှာအဲ့လူတွေကိုယောဂဘွယ်နဲ့ပတ်သက်လို့ဒီသူတွေလက်ခံချင်းအောင်ဝေဝါလာအောင်သူတို့တွေကြောခိုင်းစီယုံခိုင်းတိတ်နေခိုင်းမိမျိုးစုံလာမှာမပူနဲ့ ဲ့ဒါတွေကိုကျွန်တော်တို့ဘက်ကဖြစ်တဲ့တာတောက်ပြန်နိုင်တုတ်ပြန်မတုတ်ပြန်နိုင်တာနောက်ထပ်နှစ်ပေါင်း60အနည်းဆုံးချင်းတယ်အဲ့တော့နှစ်ပေါင်း60ဆိုတော့မြန်မာပြည်ပြောက်တာလက်ရှိပွဲရှုံးရင်နံပါတ်1မြစ်စုံကိုပေးရမယ်မြစ်စုံကိုပေးပြီဆိုတော့မြန်မာနိုင်ငံပြက်ပြီပြီးလို့ရှိရင်တရုတ်စီမံကိန်းအားလုံးပြုတ်လက်ထက်အဲ့ပိုလန်မှာယူဖောက်ခွင့်ပေးလိုက်ကောင်အဲ့ဒီပိုလန်မှာဖောက်ခွင့်ပေးလိုက်တာနဲ့တရုတ်တိတ်နဲ့ချီမြန်မာနိုင်ငံတွေအကုန်ဝင်လာမှာပြီးလို့ရှိရင်ရှိတဲ့လုပ်ငန်းမှန်တယ်မြတ်တရုတ်ပြည်ကတထင်းခံတယ်မြန်မာတွေကကြုံပြန်ခံရမယ်မယုံကြည်လိုက် တော့ဘာဖြစ်လာလဲတပြေးပြေးနဲ့မြန်မာနိုင်ငံဆိုတော့ဖျောက်ပြီးတော့တရုတ်နိုင်ငံဖြစ်လာတယ်မယုံရင်စောက်ကြည့်လိုက်နော်အဲ့တော့အင်အားစုတွေအနေနဲ့ပြောချင်တာကဒါတွေကပုံပြင်းနေပုံဖြစ်ဖို့ဖြစ်လာမယ့်အရာတွေအဲ့တော့ကျွန်တော်တို့ကြုံးလို့မဖြစ်ဘူးဆိုတော့အဲ့ဒါပြောတာဂျိတ်နေတယ်အားကြောင့်မလို့စီလုံးပေးကြပါညီညွတ်ပေးကြပါနော်အခု TNN နဲ့ KNY ဖြစ်နေတဲ့ပြဿနာမျိုးကလုံးဝတိတ်လည်းမရှိဘူးနော်လက်ရှိအမြင်ကတော့ TNN ရဲ့ဒိတ်တွေကို TNN တွေတွားပြီးတော့ရိုက်ပုတ်တာတွေဖမ်းဆီးတာတွေထုလိုက်တာတွေပဲမြင်ရတယ်ဒီလူတွေကဒါပေမဲ့ TNN က TNN ရဲ့နေမြေတွေကိုဘာလုပ်တာလားဒိတ်တွားချတာလားဒါဆိုရင်လည်းညှိနှိုင်းလို့ရတယ်ရန်သူမပုတ်တာဟာကြီးကိုအားလုံးကညီကိုတွေ ဘာအကြောင်းနဲ့မှဖြစ်တဲ့အကြောင်းမျိုးဒီအချိန်မှာအချင်းချင်းတက်တက်ပြောင်းလဲတဲ့ကောင်အောင်ကန်းစားလာရှင်းရှင်းလေးပဲဒါလောက်ရန်သူအရေးကြီးတဲ့အချိန်မှာအချင်းချင်းတက်တက်ပြောင်းလှည့်ပြီးဆိုတဲ့အဲ့ဒီကောင်မှာတော်လိုင်းနဲ့မှမဟုတ်ဘူးအောင်ကန်းစားဟာအောင်ကန်းစားတက်တက်ကိုင်းမယ်ဘာကြောင့်မလို့ကိုယ်ကိုင်းသားတဲ့လက်နဲ့ဒီဘယ်ဘက်ကိုပြောင်းလဲထားလဲဆိုတာအချိန်တိုင်းသတိရနေလို့အရေးကြီးတယ်လက်နဲ့ကလူစိတ်ကိုပြောင်းနေတယ်ခါရရနဲ့ပြင်ဆိုရင်းတက်တက်ကြည့်လိုက်ပြီလေနောက်တမ်းလည်းကြောက်ပြောကိုယ့်ကိုဘာကောင်းလို့ညောင်းကောင်းလို့မဟဲ့အဲ့ဒါတလေးဆန်ကောင်တလေးဆန်စိတ်ဝင်လာအဲ့ဒါကိုယ့်ကိုထိန်ရအောင်ငါတလေးဆန်စိတ်ဝင်နေပါပြီလား ။ဒါကြီးကငါအားကိုးလို့မရဘူး။ငါလူစိတ်ကိုးရမယ်ဆိုတဲ့အတိလေးကိုလက်ရှိအချိန်မှာလက်နက်ကင်ထားတဲ့ကျွန်တော်ဒီကိုကြီးအားလုံးအတိပေးချင်တယ်။ကျွန်တော်ကိုယ်တိုင်ခံစားဖို့လိုပြောတာ။အဲ့ဒီ feeling ။ဒါကြောင့်မလို့ကျွန်တော်တို့ဒီပွဲကပေါ့လို့မရပါဘူး။အင်တာနက်ရဲ့ရေးကြီးတဲ့ပွဲပါ။နော်။ဟာတာလုပ်နေလို့လည်းမရဘူး။ကျွန်တော်တို့တွေဂျီပါငိုင်းငိုဝတ်တယ်။ခပ်ပေါ့ပေါ့နေမယ်ဟာတာလုပ်လို့ဆိုတထိပ်ပြိုင်အဲ့ဒီရဲ့ခံတွေကိုကျွန်တော်ကောင်းကောင်းခံစားရတယ်။ဒါကြောင့်မလို့ရန်သူကိုရန်ကပြတ်ပေးကြတာ။